ဘာမဘရင်းချန်နယ်ကနေကြိုဆိုပါရခင်ဗျာကျွန်တော်တို့ကနေ့စဉ်အခုလိုမျိုးအသိပညာပေးအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဆိုတော့လေနေ့စဉ်ကျွန်တော်တို့ channel ကို လာရောက်ပြီးတော့နားဆင်ဖို့ဖိတ်ခေါ်ပါရယ်ဒီနေ့အကြောင်းအရာလေးမစခင်မှာဘာမဘရင်း channel ကို subscribe လုပ်ထားဖို့တော့မမေ့နိုင်ဘူးเนาะကဲဒီနေ့ကျွန်တော်တို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးကြမယ်ဗျာအဲ့ဒါကဘာလဲဆိုတော့အမျိုးသားနဲ့အမျိုးသမီးတွေရဲ့ဥနောက်ပေါ့တကယ်ပဲဖွဲ့စည်းပုံတို့လုဆောင်ပုံတို့ကွာခြားနေလားပြီးတော့ဟော်မုန်းတွေ အဲဟော်မုန်းတွေကကျွန်တော်တို့ရဲ့နေ့စဉ်အတွေ့အကြုံတွေခံစားချက်တွေကိုဘယ်လိုများပုံသွင်းနေသလဲနောက်ဆုံးအဲ့ဒီအချက်တွေကလေကျွန်တော်တို့ရဲ့ဆက်ဆံရေးတွေကျန်းမာရေးအသက်ရှင်ခြင်းဒါတွေအပေါ်မှာဘယ်လိုတယောက်မှုရှိနေသလဲဆိုတာတွေပေါ့ဒီအကြောင်းအရာလေးကိုကျွန်တော်တို့ကဒေါက်တာဒန်နီယယ်အင်မန်ရဲ့ဟိုရင်ဦးနောက်ပုံကြီးဖတ်တဲ့သူတေသနာအကြီးကြီးတွေရှိတယ်အဲ့ဒါတွေရဲ့လီဇာမော့စကူနီရဲ့အထူးသဖြင့်အမျိုးသမီးဦးနောက်ကျန်းမာရေးဆိုင်ရာလေ့လာသွေးရှိချက်တွေရဲ့အဲ့ဒီလိုအခြေခံတည်ငြိမ်မှုတွေပေါ်မူတည်ပြီးတော့အသေးစီဆွေးနွေးကြည့်ကြမှာပါ လီဇာမော်စကိုနီရဲ့အထူးသဖြင့်အမျိုးသမီးဦးနှောက်ကျဲမာရေးဆိုင်ရာလေ့လာတွေ့ရှိချက်တွေရဲ့အဲ့ဒီလိုအခြေခံသတင်းညစ်ညစ်ပေါ်မူတည်ပြီးတော့အသေးစိတ်ဆွေးနွေးကြည့်ကြမှာပါဟုတ်ကဲ့အရေးကြီးတာတကူတော့ပြောချင်းပါတယ်အခုဆွေးနွေးကြမှာကဘသူကပူတော်လဲဘလင်ကပူတာတယ်အဲ့လိုရှင်းပြမို့လုံးဝမဟုတ်ပါဘူးနော်ဒီလိုဇီဝကမာဆိုင်ရာကြွားချချက်တွေရှိတယ်ဆိုတာကိုတီးလိုက်နားလည်လိုက်ခြင်းအားဖြင့်ပါလေတယောက်နဲ့တယောက်ပူပြီးတော့နားလည်မှုရှိရှိနေတယ် ကိုချင်းစာနာစိတ်တွေထားပြီးလို့ဆက်ဆံတတ်လာမယ်ပိုပြီးခိုင်မြဲတဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်မယ်နောက်ဆောင်ကိုရဲ့ဥနောက်ကျမ်းမာရေးကိုလည်းပိုပြီးတော့ဂရုစိုက်တတ်လာဖို့အဲ့ဒါကိုရည်ရွယ်ပါတယ်ရှင်ဟုတ်ပါပြီလာဆိုပထမဆုံးအပိုင်းတွင်ねအဲ့ဒီဒေါက်တာအမ်မန်ရဲ့လေ့လာမှုကြီးကတွေ့ရှိချက်တစ်ခုကိုရင်ဆက်ပြောကြအောင်သူကဥနောက်ပေါင်း4600ကျော်ကို and specs scan ဆိုတဲ့ပုံရိပ်ဖော်နည်းပညာနဲ့လေ့လာခဲ့တာဆိုတော့အတော်များတာပေါ့အဓိကတွေ့ရှိချက်ကတော့ရှင်းရှင်းလေးပဲ အမျိုးသားနဲ့အမျိုးသမီးဦးနှောက်တီဟာဖွေးစည်းပုံရောလောက်ဆောင်ပုံမှာတိတိတတာကိုခွာခြားတဲ့တဲ့အထူးသဖြင့်အမျိုးသမီးတဲ့ဦးနှောက်ထဲကဟိုစိတ်ခံစားမှုဆံရကွင်းရက်တီ emotional circuits ပေါ့ပြီးတော့ဦးနှောက်ရဲ့ရှေးဘက်ခြမ်း prefrontal cortex လို့ခေါ်တဲ့ PFC ဟုတ်ကဲ့ PFC အဲ့ဒီစိတ်ပိုင်းတွေဟာအမျိုးသားတွေတဲ့ပိုပြီးတော့အမ်လှုပ်ရှားတက်ကြွနေတယ်ပိုပြီးပေးစီဖြစ်နေတယ်ဆိုတာကိုတွေ့ရတဲ့တဲ့ဒီ PFC ဆိုတာကဦးနှောက်ရဲ့ CEO လို့ပဲနော် ကြိုတင်တွေးခေါ်တာဆုံးချက်ချက်ချတာစိတ်လိုက်မှပါမဖြစ်အောင်ထိန်းချုပ်တာစဉ်စနစ်ကြတာအစီစဉ်ဆွဲတာကိုချင်းစာနာတာအများကြီးပဲအရေးကြီးတဲ့လုပ်တွေလုပ်တယ်ဟုတ်ကဲ့အဲ့ဒီ PFC ပိုးပြီးတကြွနေတယ်ဆိုတဲ့အချက်မှလေအားသားချက်တွေရှိသလိုအမ်အားနည်းချက်တွေလည်းရှိနေပြန်ရောအားသားချက်အနည်းနဲ့ပြောရရင်တော့အမျိုးသမီးတွေကရေပြူရအားဖြင့်ကြိုတင်ပြင်ဆင်မှုပိုအားကောင်းတတ်တယ်ပြီးတော့အတိတ်ကအမားတွေနဲ့တင်းငန်းစာယူနိုင်စွမ်းပိုရှိတတ်တယ် ကိုချင်းစာနာစိတ်ပူများတယ်ပူပေါင်းဆောင်ရက်လို့စိတ်ပူရှိတယ်အဲ့လိုမျိုးတွေပို့ဒါပြင်းနဲ့အားနေချက်ကကြာလို့စိတ်ခံစားမှုနဲ့ဆစ်ဆက်နေတဲ့ဥနောက်ဧရိယာတွေပိုတက်ကြွနေတော့လေစိုးရင်ပူမှန်မှုပူများတတ်တယ်ပြီးတော့ကိစ္စတစ်ခုတည်းကိုပင် စိတ်ထဲမှာအထက်ထက်အခက်ခါပြန်တွေးနေတတ်တာ rumination လို့ခေါ်တာပေါ့အဲ့တဘောကလေးရှိတတ်တယ်အဲ့ဒါကြောင့်လေစိတ်ကြယောဂဖြစ်နိုင်ကြီးကိုကြီးလိုက်ရင်အမျိုးသမီးတွေမှာအမျိုးသားတွေတဲ့20လောက်ထိပူများနေတာတွေ့ရတာပါပဲ အမျိုးသားတွေမှာတော့ဒီ PFC အချမ်းကအလုံးလုံးတိုင်ရေပြူရအားဖြင့်နည်းနည်းလေးယော့တော့အမ်စိတ်လိုက်မှန်ပါဖြူမှုတတ်တာမျိုးအရှိကိုတိတ်မကြည့်ပဲလွတ်ချင်ရလုံးလိုက်တတ်တဲ့သဘောမျိုးပို့တွေးရနိုင်တယ်ဒါကတခါတလေစွန့်စားလို့စိတ်ရေမန်ဒီလို့စိတ်နဲ့ဆက်ဆက်နိုင်တယ်လို့အဲ အန်တီများတဲ့အပြူမူတွေနဲ့လည်းဆက်ဆက်သွားနိုင်တာပေါ့နောက်တစ်ချက်က serotonin ဆိုရဲဥနောက်တက်တူ PC neurotransmitter တမျိုးပေါ့သူကစိတ်ခံစားချက်တည်ငြိမ်မှုစိတ်အေးချမ်းမှုတွေနဲ့ဆက်ဆက်နေတာလေလောက်မှုတချို့ရာဆိုရင်အမျိုးသမီးတွေမှာဒီ serotonin ပမာဏဟာအမျိုးသားတွေထက်တိတိတသားကိုနီးနိုင်တယ်လို့ဆိုပါတယ်ရှင်။အော်ဟုတ်လားအဲ့ဒီ serotonin နီးတာကလည်းစိတ်ပူပန်လွယ်တာတို့ဟိုစိတ်အတက်အကြာမြန်တာတွေနဲ့ဆက်ဆက်နေမှာပေါ့နော်ဒါပြင် ဟော်မုန်းတွေကလည်းဒီကွာရချက်ဒီမှာတကယ်ကိုအဓိကကျတဲ့အခန်းကဏ္ဍကပါဝင်နေတယ်လို့ဆိုတယ်။ဥပမာတစ်ခုအနေနဲ့အမျိုးသမီးတွေမှာသွေးမဆုံးခင်ဆယ်နှစ်လောက်အလိုပဲအသက်30နောက်ပိုင်း40အစပိုင်းလောက်ကတည်းက progesterone ဆိုတဲ့ဟော်မုန်းပမာဏကျဆင်းလာတတ်တယ်လို့သိရတယ်။ဟုတ်ကဲ့။ဒီ progesterone ကဦးနှောက်အတွက်အမ်တဘာဝစိတ်ညင်ဆဲလို့ပဲတဲ့။အဲ့လိုတင်စားကြတယ်။ဆိုတော့သူ့ကျဆင်းလာတဲ့အခါမူလကလေးကတက်ကြွနေတဲ့ ဥမော့အစိတ်ပိုင်းတွေကပိုပြီးတော့တက်ကြွလာလို့ဖြစ်သွားနိုင်တာဗောအဲ့ဒါရမှန်ပါတယ်ဟော်မုန်းအပြောင်းလဲတွေကဦးနှောင်းရဲ့လုပ်ဆောင်ပုံရောစိတ်ခင်စားချက်ကိုရောတော်တော်လေးလွှမ်းမိုးနိုင်ပါတယ်မြို့သမီးတွေမှာဆိုရင်ယာတိစောင်းဝန်းတွေရှိမယ်ယာတိမလာခင်ဖြစ်တတ်တဲ့စိတ်အပြောင်းလဲများ PMS ဗောသွေးဆုံခါနီကာလာသွေးဆုံတိချိန်ကိုဝန်ဆောင်ချိန်အဲ့ဒီချိန်ဒီအားလုံးမှာဟော်မုန်းအသက်အကျတွေကဦးနှောင်းကိုတိတိတတ်တတ်တယောက်မှုရှိတာပါ ဥမာ PMS ဖြစ်နေတဲ့အချိန်မှာဥနောက် scan ပုံရည်တွေကြည့်လိုက်ရင်စိုးရင်ပူပန်လို့နဲ့ဆက်ဆက်တဲ့ဥနောက် area တွေပိုပြီးတောက်ပြောင်းလာတယ်။ပြီးတော့ထိန်းချုပ်မှုနဲ့ဆုံးဖြတ်ချက်ချတာကိုတာဝန်ယူတဲ့ PFC ရဲ့လုံဆောင်မှုကကြာဆင်းသွားတော့တွေ့ရတဲ့။ဆိုလိုတာကအဲ့ဒီအချိန်မှာစိတ်ပူလွယ်လာမယ်ကိုယ်စိတ်ကိုထိန်းရတာပိုခက်လာနိုင်တယ်ပေါ့။ဒါကြောင့်အဲ့လိုအခြေမျိုးတွေမှာ serotonin နဲ့ dopamine ပေါ့ dopamine ဆိုတာက PFC လုံဆောင်မှုနဲ့အာရုံစုဆိုင်မှုကိုကူညီတဲ့နောက်ထပ် neurotransmitter တမျိုးလေး ဲ့ဒါတွေကိုမြင့်တင်ပေးနိုင်တဲ့အရာတွေလိုအပ်လာနိုင်တယ်ဥပမာလေ့ကျင့်ခန်းလုပ်တာမျိုးရေရောင်ကြီးခံယူတာတချို့ကတော့လိုအပ်ရဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး 5HTP လို serotonin ထုတ်လွှတ်မှုကိုအားပေးတဲ့ဖြည့်စွက်စာမျိုးသုံးတာတွေလည်းရှိကြပါတယ် progesterone ကစိတ်ကိုညင်ဖက်စေသလို estrogen ဆိုတဲ့ဟော်မုန်းကလည်းအရေးကြီးတယ်ရှင်သူကဦးနှောင်းရဲ့ဘယ်ညာနှချမ်းလုံးမှာပါတာစကားဖွံ့ဖြိုးတိုးတက်မှုကိုအားပေးတယ်လို့ဆိုကြတယ်ဟုတ်ကဲ့ဒီလို ဟော်မုန်းတွေနဲ့ဦးနှောက်လှုပ်ဆောင်ပုံကွာခြားจิตတွေကိုလေနေ့စဉ်ဘဝဆက်ဆံရေးတွေမှာကြုံတွေ့ရတဲ့ပြဿနာတွေနားလည်မှုလွယ်မားတာတွေနဲ့ဆက်ဆက်ကြည့်လို့ရမှာခင်ဗျာဥမာပြောရင်အမျိုးသမီးတွေဘက်ကအများဆုံးကြားရတဲ့ဆော့တကာတစ်ခုကငါပြောတာကိုသူအာရုံမဆိုင်ဖို့ဂရုမဆိုင်ဖို့အလေးမထားဖို့ဆိုတာမျိုးပေါ့ဒါကိုဘယ်လိုချိန်ဆက်ကြည့်နိုင်မလဲအဲ့ဒါကစိတ်ဝင်စားစရာချိန်ဆက်မှုပါပဲတပိုင်းတစ်ဆက်အဖြစ်ကြည့်ရင်အမျိုးသားတွေမှာအာရုံစုဆိုင်မှုအားနည်းခြင်း attention deficit disorder ပေါ့ ADD အဲ့ဒါဖြစ်နိုင်ခြေကအမျိုးသမီးတွေထပ်ပူများတယ်လို့ဆိုကြတယ်ဆိုတော့တကယ်ပဲအာယုံစိုက်ဖို့ခက်ခဲနေတာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းစိုးစောကပြောခဲ့သလိုပေါ့အမျိုးသမီးတွေရဲ့အကြံအရာတစ်ခုကိုထပ်ခါထပ်ခါပြန်တွေးတတ်တဲ့ rumination တဘာဝကြောင့်တစ်ခါ group မဆိုင်မိလိုက်တာလေးကိုအချိန်များစွာပြန်တွေးပြီးတော့ခံစားနေတာမျိုးလည်းဖြစ်နိုင်တာပေါ့လေအမျိုးသားတွေဘက်ကအများဆုံးကြားရတဲ့ကေစောရကကကျတော့ လင်းဆက်ဆံမှုလုံလောက်အောင်မရဘူးဆိုတာမျိုးဖြစ်တတ်ပြန်ရော့ဒါကလည်းအမျိုးသားတွေမှာပုံများတဲ့ testosterone ဆိုတဲ့လင်းဆိုင်နဲ့စွမ်းရင်ဆိုင်ရာ hormone ပမာဏနဲ့တန်ရိုက်ဆက်ဆံနေတာကတော့ထင်ရှားပါတယ်နောက်တစ်ခုဟိုရင်တန်တေသားမိုးက hormone ထိတွေ့မှုနဲ့ပတ်သက်ပြီးလက်ချုံအချို 4D 2D ratio ဆိုတာလည်းရှိသေးတယ်ရှင့်လက်သူကျွေးစတုထမြောက်လက်ချောင်းကလက်ညိုးဒုတိယမြောက်လက်ချောင်းထပ်ပိုရှေလေလေအန်ဒီတန်မမတက်စတိုစတရုန်ထိတွေ့မှုပုံများခဲ့တယ်လို့ယူဆကြတယ် ပြီးတော့ဒါကပြန်ဆိုင်လူစိတ်ပုံများတာစွန့်စားလူစိတ်ပုံများတာ ਨੇ ဆက်ဆက်နိုင်တယ်လို့ theory တချို့ကဆိုပါတယ်ဒါကတော့အကျံဖြင့်ဆက်ဆက်မှုတစ်ခုပေါ့နော်နော်ဟုတ်ပါရဲ့ oxytocin တူကလူမှုဆက်ဆံရေးချစ်ခင်တွေ့တာမှုတန်ရိုးခြင်းဖြစ်မှုတွေမှာအလွန်ရေးပါတဲ့ hormone ပါအမျိုးသမီးတွေမှာဆိုရင် romantic ဖြစ်တဲ့အဖြူမှုတွေလို့တာ ပွေဖတ်တာစကားပြောတာအဲ့ဒါတွေက oxytocin ထွက်ရှိမှုကိုအားပေးတယ်။အမျိုးသားရင်းမှာလောတုတ်လွတ်တဲ့အချိန်မှာ oxytocin အမြင့်ဆုံးထွက်ရှိပါတယ်။ အဲ့ဒီခြားနာချက်ကြောင့်လဲဆက်ဆက်ရေးမှာလိုအပ်ချက်ကွာဟမှုတွေဖြစ်တတ်တာပေါ့အမျိုးသမီးတွေကအရင်ဆုံးစိတ်ပိုင်းဆိုင်ရာယဉ်ညီမှုချစ်ခင်ကျင်နာမှုခံစားရပြီးမှရုပ်ပိုင်းဆိုင်ရာဆက်ဆက်မှုကိုလိုလားတတ်ကြတာအမျိုးသားတွေကတော့ရုပ်ပိုင်းဆိုင်ရာဆက်ဆက်ပြီးမှစိတ်ပိုင်းဆိုင်ရာတွေ့တာမှုကိုပိုခံစားရတတ်တယ်လို့ရေပူးရေပြောလို့ရနိုင်ပါတယ်ဒေါက်တာအိမန်ပြောပြတဲ့ဥပမာလေးတစ်ခုရှိသေးတယ်သူ့ရဲ့ဇနီးပေါ့အစပိုင်းမှာဟော်မုန်းမညီမျှမှုတစ်ခုရှိတယ် PCOS လို့ခေါ်ရဲ Polycystic Ovarian Syndrome အဲ့ဒီခါမှာတက်စတိုစတိုရုန်းအလွန်များနေချိန်မှာသူနဲ့ရင်းနှီးပြီးရင်တုံတွဲတာမှုသိပ်မပြဘဲခက်ခွားခွာလီနေတတ်တယ်တဲ့။သူနဲ့ပြန်လဲချိန်ညီလိုက်တော့မှသူ့အပေါ်မှာတွဲတာမှုတွေချစ်ခင်မှုတွေပို့ပြီးပြလာတယ်လို့ဆိုပါတယ်။ဆိုတော့ဟော်မုန်းကဒီလောက်အထစ်ကိုအပြုတ်အမှုကိုတက်ရောက်နိုင်တာပါရှင်။ကဲဒါဆိုချစ်ရည်ဆက်ဆံရည်ဘက်ကိုဆက်သွားကြည့်အောင်။လူတစ်ယောက်ကိုစတင်ချစ်မိတော့တဲ့အချိန်အချစ်ရည်ကနာဦးအဆင့်လေးမှာပေါ့။ဦးနောက်ထဲမှာဘာတွေဖြစ်နေလဲဆိုတာလည်းတော်တော်စိတ်ဝင်စားစရာပဲ။ ဒေါက်တာဟယ်လန်ဖီရှာတို့ဒေါက်တာအေမန်တို့ရဲ့လေ့လာမှုတွေအရအဲ့ဒီအချိန်မှာဟိုဒီဆုံးဖြတ်ချက်ချနိုင်စွမ်းကိုထိန်းချုပ်တဲ့ PFC ဟုတ်ကဲ့ PFC အဲ့ဒီ PFC ရဲ့လောက်ဆောင်မှုပါတည်တည်တော်တော်ကိုကြာစင်းသွားတက်တယ်တဲ့တဏှာဖင်ပြောရရင်ချစ်မိနေချိန်မှာကိုယ့်ရဲ့စင်ချင်တုံတရားကနည်းနည်းလေးအာနေသွားတက်တယ်ပေါ့ဟုတ်လားอืมအဲ့လိုပြောလို့ရပါတယ်ဦးနောက်ရဲ့ဒိုပါမင်းဆိုတဲ့ပျော်ရွှင်မှုစူလာခံစားမှုနဲ့ဆက်ဆက်တဲ့စနစ်ကအရန်ကိုတက်ကြွနေပြီးတော့လေ ကိုကိုင်းလို့မူရဲ့ဆဲတုံးဆွဲလိုက်တယ်လို့မျိုးဆွဲလန်းစေတဲ့ခံစားမှုမျိုးဖြစ်နိုင်တယ်လို့တောင်ဆိုကြတယ်။အဲ့ဒီလူနဲ့ပတ်တရင်ကောင်းတဲ့အမတ်တရားတွေပဲခေါင်းထဲမှာပေါ်လာတတ်တယ်။သူများတွေရဲ့ဝေဖန်မှုကိုလည်းသိကယူမဆိုင်တော့ဘူး။အဲ့လိုမျိုးတွေဖြစ်တတ်တယ်တဲ့။ဒါကြောင့်ဒေါက်တာအေးမန်ကဆက်ဆံရေးတစ်ခုကို အတီကျအထူးသဖြင့်လက်ခတ်တဲ့အစဉ်အထိမဆုံးဖြတ်ခင်မှာအနည်းဆုံးနှစ်နှစ်လောက်တော့စောင့်ကြည့်လေလာသင့်တယ်လို့အကြံပြုထားတာ။အဲ့ဒီပြင်းထန်တဲ့ဆွဲလန်းမှုအဆင့်ကိုကျော်လွန်သားပြီးတော့ တဖက်လူရဲ့ပကတိအခြေအနေအားနည်းချက်အားတားချက်တွေကိုရှင်းရှင်းလင်းလင်းမြင်နိုင်မှုအချိန်ယူသင့်တယ်ဆိုလိုတာပါနော်ဟုတ်ကဲ့ဆက်ဆံရေးကိုရေရှည်တည်တန်းစေဖို့လည်းတွေ့ကြတဲ့အကြံပြုချက်တွေရှို့ကိုကြည့်ရအောင်နော် အမျိုးသားတွေရဲ့အာယုံစူးစိုက်မှုအားနည်းနိုင်ခြင်းမိလျော်လွယ်တဲ့တဘာဝအဲ့ဒါကိုနားလည်ပေးဖို့လိုတယ်သူတို့ကိုတစ်ခွခုလှုပ်စေချင်ရင်တစ်ကြိမ်တည်းပြောလို့မရရင်တောင်းနောက်တစ်ကြိမ်ချစ်ခင်တဲ့လေးတန်နဲ့တတိပေးဖို့လိုအပ်နိုင်ပါတယ် ဒါကိုငါကိုတမင်အလေးမထားတာလို့ကိုရဲကိုတာဆွဲပြီးမသွေးမိဖို့အရေးကြီးလေရှင်ဒါကသူတို့ရဲ့ဦးနှောက်ဖွဲ့စည်းပုံတဘာဝတစ်စိတ်တပိုင်းသင်းနိုင်နေဆိုတာကိုနားလည်ပေးလိုက်ပါအမျိုးသမီးတွေဘက်ကလည်းကိုလက်တွဲဖော်ရဲ့အားနည်းချက်တွေကိုမကြိုက်တဲ့အချက်တွေကိုပဲအာယုံဆိုင်မနေပေနဲ့ပေါ့သူတို့ရဲ့ကောင်းတဲ့အချက်တွေကိုတံပိုးထားတဲ့အပြုမူတွေကိုပို့ပြီးတတိပြုမိအောင်အတိမပြပြောဆိုပေးဖို့စူးစမ်းတင်ပါတယ် ဒေါက်တာအိမ်မန်းကပင်ကွင်းဖို့မြင်လင်းနဲ့ဥပမာပေးလေးရှိတယ်။ပင်ကွင်းလေးကိုကိုလုစစ်ချင်းတဲ့အပြုတ်မှုလုပြတိုင်းငါးလေးတကောင်ကြွေးပြီးချီးကျူးရင်အဲ့ဒီအပြုတ်မှုကိုသူပိုလုလာသလိုပဲပေါ့။ကို့လက်တွဲဖော်ရဲ့ကောင်းတဲ့အပြုတ်မှုကိုတတိပြုမိပြီးကြီးစုတင်ကြောင်းတံပိုးထားကြောင်းပြတာတာကအဲ့ဒီအပြုတ်မှုကိုပိုပြီးအားကောင်းလာစေပါတဲ့။နောက်တစ်ခုကတော့ဆက်ဆံရေးတစ်ခုအတွက်နီယောက်အတူတူသဘောတူထားတဲ့ရီမန်းချက်တွေလမ်းညွန့်ချက်တွေရှိထားခြင်းကလည်းအပြန်အလှန်နားလည်မှုနဲ့တိုးတက်မှုကိုအများကြီးအထောက်အကူပြုပါတယ်ရှင်။ကောင်းလိုက်တာ ဖောက်ပြန်မှုဖြစ်နိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ရောဘလို့အချက်တွေကလွှတ်မှုနိုင်လဲခင်ဗျပြီးတော့တခါတလေအမျိုးသမီးတွေရဲ့ပင်ကိုအတိတို့ intuition လို့ပြောကြတာလေအဲ့ဒီခံစားချက်တွေကမန်နေတက်တလို့ပဲတခါတလေမှလည်းအဲစူးမိနဲ့တွေးလွန်တာကြောင့်မာရွေးနေတာမျိုးတော့မရှိနိုင်ဘူးလားဟုတ်ပြန်မှုရဲ့အကြောင်းရင်းဒီကတော့တော်တော် short ထွေးပါတယ်တခုတည်းကိုလက်ညှိုးထိုးလို့တော့မရပါဘူးဒါပေမဲ့ဦးနှောင် short ထောင်ကကြည့်ရင်တော့စိုးစိုးကပြောခဲ့တယ်စိတ်လိမ့်မှန်ပါဖြစ်မှု PFC ထိန်းချုပ်မှုအားနေတာပေါ့အစ်စ်အဆန်းကိုအမြဲတမ်းတောင့်တနေမှု ဒိုပမင်းရှာဖွေမှုပေါ့ ADD နဲ့ဆက်ဆက်နိုင်တယ်တက်စတိုစတီရိုလွှမ်းမိုးမှု ပြီးတော့ဦးနှောင်ရဲ့ထိ ंछ ုမှုစနစ် break ပေါ့အဲ့ဒါကိုရောကြစေတဲ့ရက်တိစာလို့အရာတွေရဲ့တက်ရောက်မှုစတာတွေပါဝင်နိုင်ပါတယ်အမျိုးသမီးတွေရဲ့ပင်ကိုအတီ intrusion ကိစ္စကတော့နည်းနည်းလေးပေါ်ပြီးတတိထားမယ်အပိုင်းမှာဒါကဒီလေးမှာတို့ရဲ့ဆိုရင်စိတ်အဆိုးမြင်တတ်တဲ့သဘောတည်းဒါအချိန်မင်းမရှိဘဲနဲ့တန်တရားကြီးဝင်စေနိုင်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ခံစားချက်အပေါ်မှာပဲမူတည်ပြီးတော့ကောက်ချက်မဆွဲခင်ပါပါလို့ ခိုင်မာတဲ့တက်တည်ထောက်ထားရှိမရှိအရင်ရှောက်ခွေးဖို့အရေးကြီးပါတယ်။ဒေါက်တာအေးမင်ကအကြံပြုတော့ကကိုယ့်ရဲ့စွရင်စိတ်တွေတန်တရာစိတ်တွေကိုခြားရေးလိုက်ပါ။ပြီးရင်အဲ့ဒီအတွေးတွေကတကယ်အချက်အလက်နဲ့ကိုက်ညီရဲ့လားဆိုတာကိုပြန်ဆန်းစစ်ကြည့်ဖို့ပါပဲ။ခန်းစားချက်နောက်ကိုချက်ချင်းမလိုက်ပဲအချက်အလက်ကိုအရင်ရှောက်ခွေးပါလို့ဆိုလိုတာပါရှင်။အော်ဟုတ်ကဲ့။ဒါက END လို့ခေါ်တဲ့ automatic negative thoughts အလိုအလျောက်ဖြစ်ပေါ်လာတဲ့အဆိုးမြန်အတွေးများ ဲ့ဒါတွေကိုစီမံခန့်ခွဲဖို့ရည်ကြီးတယ်ဆိုတဲ့သဘောတရားနဲ့ဆက်စပ်နေတယ်ထင်ပါတယ်။ကိုယ်စိတ်ထဲပေါ်လာတဲ့အတွေ့အတိုင်းကိုအမှန်လို့မယူဆဘဲနဲ့မိကွန်ထုတ်တက်ဖို့လိုတယ်ပေါ့။အတိတ်ကအတွေ့အကြုံတွေ၊ကြားဝနာဝါတွေ၊ကိုယ်တိုင်ရဲ့စိုးရိမ်စိတ်တွေအဲ့ဒါတွေကနေဒီ ANT တွေကအလိုလိုပေါ်လာတတ်တာပါ။အေးအေးကြီးတာကအဲ့ဒီအတွေ့ပေါ်လာတာကိုသတိပြုမိဖို့ပြီးရင်အဲ့ဒီအတွေ့ကိုစိန်ခေါ်ဖို့ပါ။ဒီတွေးကတကယ်ပဲမှန်ရဲ့လားအချက်လက်အချောက်ထားရောခိုင်လုံရဲ့လားတို့ကိုကိုကိုပြန်မေးရမယ် မမှန်မှုဆိုရင်အဲ့ဒီအစိုးမြင့်အတွေ့အဆန့်ကျင်ပန်းအကောင်းမြင်တဲ့အတွေ့ပိုပြီးလက်တွေ့ကြရတဲ့အတွေ့နဲ့အစားထိုးပြီးလေ့ကျင့်ရမယ်နေ့စဉ်နေ့အစားမှာဒီနေ့ကကောင်းမွန်တဲ့နေ့နေ့ဖြစ်လာလိမ့်မယ်လို့ရည်ရချက်ထားတာမျိုးနေ့အစိုးမှာဒီနေ့ဘာတွေကောင်းတာဖြစ်ခဲ့တယ်လဲဆိုတာကိုသုံးသပ်တာမျိုးဒါတွေကဦးနောက်ကိုအကောင်းမြင်ဘက်ကိုလေ့ကျင့်ပြရရောက်ပါတယ်ရှင်။ကောင်းပါပြီ။နောက်ဆုံးနောက်ဆုံးအပိုင်းအနေနဲ့ဦးနောက်ကျမ်းမာရေးအသက်ရှင်ခြင်းနဲ့ဒါတွေကိုဘလို့ကာကွယ်ဆုံးရှုံးနိုင်မလဲဆိုတာကိုဆွေးနွေးကြအောင်။စိတ်ဝင်စားစရာဂင်္ဂနံတစ်ခုက အမျိုးသမီးတွေဟာအမျိုးသားတွေထက်ပြန်ရအားဖြင့်အသက်ပိုရှည်လေးရှိကြတယ်။ဒါပေမဲ့အသက်ကြီးလာတဲ့အခါဖြစ်တတ်တဲ့ dementia လို့ခေါ်တဲ့ဥနောက်ရိုးရွေးမှုယောဂါအဲ့ဒါဖြစ်နိုင်ခြေကတော့အမျိုးသမီးတွေမှာပိုများနေပြန်ရော။ဒါကဘာကြောင့်ပါလဲခင်ဗျ။ဟုတ်ကဲ့ဒေါက်တာလီဆာမော့စကိုနီရဲ့လေလာမှုတွေကဒီအချက်ကိုအဓိကထားရှင်းပြပါတယ်။သူကဒါအသက်ကြီးလာလို့ဖြစ်တာတခုတည်းကြောင့်မဟုတ်ဘဲနဲ့အဓိကအားဖြင့် သွေးစုံချိန်မှာအက်စထရိုဂျင်ဟော်မုန်းပမာဏတိတိတသာကျဆင်းသွားတာနဲ့အဓိကဆက်စပ်နေတယ်လို့ဆိုရတယ်။အက်စထရိုဂျင်ဟာဦးနှောက်ရဲ့ဆွဲရင်အကျုံပြုမှုသွေးလည်ပမှုကောင်းမွန်စေရေးအာရုံကြောဆဲလ်တွေကိုကာကွယ်ပေးရေးစတဲ့လုပ်ငန်းတွေမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေတာပါ ကြောင့် estrogen ကျဆင်းသွားတဲ့အခါဦးနှောရဲ့လုပ်ဆောင်နိုင်စွမ်းကကျဆင်းလာပြီးတော့ alzheimer လို့ dementia ရောဂါတွေဖြစ်နိုင်ခြေကိုမြင့်တက်စေတာပါပဲ။ဒါကြောင့်မလို့အမျိုးသမီးတွေအကွက် hormone ကျန်းမာရေးကိုသတိပြုစီမံခန့်ခွဲဖို့ကအလွန်အရေးကြီးလာပါတယ်။နောက်တစ်ခုကစိတ်ဖိစီးမှုပါ။စိတ်ဖိစီးမှုများတဲ့အခါ cortisol ဆိုတဲ့ stress hormone ထွက်လာတယ်။ဒါကဦးနှောရဲ့မျက်ညင်စင်တာဖြစ်တဲ့ hippocampus ကိုကြုံစင်းနိုင်ပါတယ်။ ီးတော့ဟော်မုန်းအပြန်အလှန်တက်ရောက်မှုတွေကြောင့်စိတ်ဖြစ်စီးမှုရဲ့အတန်ကိုအမျိုးသမီးတွေကပိုပြီးတော့ပြင်းပြင်းထန်ထန်ခံစားရနိုင်တယ်လို့ဒေါက်တာမစကိုနီကဆိုပါတယ်ရှေ့ဟုတ်ကဲ့ဒါဆိုရင်ဦးနှုတ်ချမရေကိုကာကွယ်ဖို့ဒီမန်ရှားလိုယောဂတွေကိုချူတင်ကာကွယ်ဖို့ဘာတွေလုပ်ဆောင်နိုင်မလဲခင်ဗျအဓိကလုဆောင်ရမယ့်အချက်တွေအများကြီးရှိပါတယ်ရှင်နံပါတ်1ကတော့အိတ်ဆက်ချင်းပါဦးနှုတ်ကအိတ်ဆက်ချင်းမှာသူ့ကိုယ်သူတန့်စင်မှုတွေလုပ်ပါတယ်အထူးသဖြင့်နက်နက်ချိုက်ချိုက်အိပ်ပျော်တဲ့ deep sleep အစင်မှာပေါ့နော် ဒါကြောင့်အရေးအသွေးကောင်းကင်အိပ်စက်ခြင်းလုံလုံလောက်လောက်ရဖို့အရန်အရေးကြီးပါတယ်။နံပါတ်1ကလေ့ကျင့်ခန်းပါ။ပုံမှန်ကိုလာလှုပ်ရှားမှုအထူးသဖြင့် aerobic လေ့ကျင့်ခန်းတွေကဦးနှောက်ကိုသွေးစီစစ်မှုကောင်းစေတယ်။ dementia ခက်နိုင်ခြေကိုလည်းတိတိတသား short ချပေးနိုင်ပါတယ်။တစ်ဖက်ကိုနည်းဆုံးမိနစ်150လောက်ပေါ့။အလဲလက်ပြင်းထန်မှုရှိတဲ့လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။နံပါတ်3ကအစားတောက်ပါ။တကြားများတဲ့အစားစာတွေပြုပြင်ချတဲ့အစားတောက်တွေ ultra processed foods အဲ့ရတွေကိုတတ်နိုင်သလောက်ရှောင်ပါ ပြီးတော့ဦးနှုတ်အတူကောင်းတဲ့အဆီတွေ omega 3ကျွေဝတဲ့အစားစာတွေပေါ့ဥပမာငါအဆစ်အဆန်တန်ဝန်စီအဲ့ဒါတွေမြေများစားသုံးသင့်ပါတယ်နံပါတ်၄ကစိတ်ဖြစ်စီမှုစီမံခန့်ဝဲခြင်းပါတရားထိုင်တာအသက်ရှူလေ့ကျင့်ခန်းလုပ်တာယောဂကျင့်တာစတဲ့နီလန်တွေနဲ့စိတ်ဖြစ်စီမှုကိုရှော့ချဖို့ကြိုးစားရပါမယ်နံပါတ်၅ကတော့ဟော်မုန်းစစ်ဆေးခြင်းပါ အသက်အရွယ်မလိုက်ပါလေလိုအပ်လာရင်ဟော်မုန်းပမာဏတွေကိုစစ်ဆေးကြည့်ပြီးတော့ဆီယောင်ဝင်တဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်ဦးနှောက်မှာ plasticity လို့ခေါ်တဲ့ light ရောညီထွေပြောင်းလဲနိုင်စွမ်းဆိုတာရှိပါတယ်။ဒါပေမဲ့အဲ့ဒီစွမ်းရည်ကိုကျမတို့ရဲ့နေထိုင်မှုပုံစံတွေ၊ဟော်မုန်းအခြေအနေတွေကတိုက်ရိုက်လွှဲမိုးနေတယ်ဆိုတာကိုတော့မမေ့သင့်ပါဘူးနော်။ဟုတ်ကဲ့။ဒီအချက်တွေအားလုံးကိုခြုံငုံပြီးတော့မှတ်သားရလွယ်အောင်ဒေါက်တာအေမန်က Bright Minds ဆိုတဲ့အတောခေါက်မှနီးလီပေးထားတာရှိတယ်နော်ဟုတ်ကဲ့ရှိပါတယ်ဒီကျဲကအဓိကကြားရတဲ့အချက်တချို့ကိုပြန်ကောက်ရရင်ဥနောက်သွေးစီးဆင်းမှု blood flow ကောင်းအောင်ကျူးဆိုင်ဖို့ရောင်ရောင်မှု inflammation ကို short ချဖို့ဥနောက်ကိုထိခိုက်စေနိုင်တဲ့အဆိတ်အတောက် toxins တွေကိုရှောင်ရှားဖို့ဥပမာတချို့အလကုန်ပစ္စည်းတွေ plastic တွေမှာပါတဲ့ဓာတု PC တွေပေါ့စိတ်ချမ်းမာရဲ့ mental health ကိုကျူးဆိုင်ဖို့ ANT တွေကိုတိုက်ဖျက်ဖို့ hormone neuro hormone တွေကိုကျူးပြို့ဖို့ စီးကျိုးနဲ့အဝါလွန်ခြင်း diabetes တွေကိုကာကွယ်ဖို့နောက်ဆုံးအိတ်ဆက်ခြင်း sleep ကိုဦးစားပေးဖို့စတဲ့အများကြီးပါဝင်တာပေါ့အမြဲတမ်းကိုကိုကိုငါလုတ်လိုက်တဲ့အပြုတ်မှုစားလိုက်တဲ့အစားအစာကငါဦးနောက်အတွက်ကောင်းသလားဆိုးသလားဆိုတဲ့မေးခွန်းလေးမေးနေဖို့ပဲလိုတာပါပဲကဲဒီနေ့ကျွန်တော်ဆွေးနွေးခဲ့ကြတာတွေကိုအနည်းချို့တွေပြန်ကောက်ကြည့်ရရင်တော့အဓိကမှတ်တမ်းချက်အချက်တွေကတော့ဟုတ်ကဲ့အမျိုးသားနဲ့အမျိုးသမီးဦးနောက်တွေမှာတကယ်လဲတိဆောက်ပုံနဲ့လှုပ်ဆောင်ပုံကွာခြားချက်တွေရှိနေပါတယ်ပြီးတော့ဟော်မုန်းတွေဟော်မုန်းတွေဟာကျွန်တော်တို့ရဲ့ခံစားမှုအပြုတ်မှု ကျမ်းမာရေးအပေါ်မှာအလွန်အစွမ်းထက်တဲ့မောင်းနှင်အားလေးထိကြတယ်။ဒီကွာခြားချက်တွေကိုနားလေလက်ခံခြင်းအပြင်တယောက်နဲ့တယောက်ဆက်ဆံရေးမှာနားလေမှုပိုရှိလာနိုင်သလိုကိုယ့်ရဲ့ဦးနှောက်ကျမ်းမာရေးကိုလည်းပိုပြီးတော့ဂရုစိုက်လာနိုင်တယ်။နောက်ဆုံးအရေးကြီးဆုံးကတော့ဦးနှောက်ကျမ်းမာရေးဆိုတာပြောင်းလဲလို့မရတဲ့အရာမဟုတ်ဘူး။ကိုယ့်ရဲ့နေ့စဉ်နေထိုင်မှုပုံစံရွေးချယ်မှုတွေနဲ့တတဲ့ကြွကြွစီမံခန့်ခွဲနိုင်တဲ့ဖြင့်တင်နိုင်တဲ့ဆိုတာပါပဲခင်ဗျာ။ဟုတ်ကဲ့ နားထောင်မှုတွေဆက်ပြီးတော့တွေးတိုးဆင်ခြင်စလာအချက်လေးတစ်ခုအနေနဲ့ခြံထားခဲ့ခြင်းနာငါလီကျမတို့ရဲ့ခန္ဓာကိုယ်အသွင်းပိုင်းဇီဝကမအခြေအနေဒီဥပမာဟော်မုန်းအတက်အကျအလေဥနှောက်ရဲ့အလုလုပုံတွေဟာကျမတို့ရဲ့ကဘာကြီးကိုရှုမြင်ပုံတခြားသူတွေနဲ့အပြာလန်ဆက်ဆံပုံတွေကိုဒီလိုအထည်လွမ်းမိုးပုံသွင်းနေတယ်ဆိုရင် ကိုယ့်ရဲ့ဥနှောက်ကျမရဲ့ကို တတိတရားနဲ့ဂယူတဆိုင်စီမံခန့်ခွဲလိုက်ခြင်းအပြင်ကိုယ့်ရဲ့ဘဝအရေးတွေးကိုဘလောက်အထည်မြင့်တင်နိုင်မလဲ ကိုယ်နဲ့ပတ်သက်ဆင့်ရွယ်နေတဲ့လူတွေအလုံးနဲ့ဆက်ဆံရေးအခြေအနေတွေကိုရောဘယ်တိုင်းတာအထိပိုကောင်းအောင် ပြောင်းလဲသွားစေနိုင်မလဲဆိုတဲ့မေးခွန်းလေးပါပဲရှင်။ဟုတ်ကဲ့။ဒီမိတင်ဆက်ပေးတာကိုချိန်နေတဲ့တည်းဆိုရင်တော့ like လေးပေးသွားပါအောင်ပြီးတော့ကိုယ့်ရဲ့မြင်တွေကိုလည်း comment မှာပြောပြသွားပါအောင်ခင်ဗျာ။ Bama Brain Channel ကို subscribe လုပ်ထားပြီးတော့နေ့စဉ်တင်ဆက်မှုတွေကိုစောင့်မျှော်နားဆင်ဖို့လည်းထပ်မံဖိတ်ခေါ်ပါရစေ။နောက်နေ့ဒီမှာပြန်လဲဆုံတွေ့ကြပါမယ်ခင်ဗျာ။